ပြည်သူတွေကထွက်ပြေးကြတာပေါ့စပေးဆောင်သွားစပေးဆောင်သွားတဲ့အချိန်မှာဘာလို့လဲဆိုတော့ဒီဆန်အိတ်တွေရဲ့ပြည်သူတွေရဲ့ဆန်အိတ်တွေအောက်မှာပေါ့နော်ဒီမိုင်းနေထောင်နေတာရှိတယ်။မိုင်းဆိုတော့မိုင်းရဲ့အဓိကအသုံးပြုချင်တဲ့အတိတ်ပဲကတစ်ဖက်တက်ဖွဲ့ပေါ့နော်တစ်ဖက်တက်ဖွဲ့ကိုအင်အားရုပ်ရော်အောင်လို့တစ်ဖက်မိုင်းလောက်ကိုကျွန်တော်တို့ကစက်တွေအတွက်ဆန်ရန်နေရာတွေအတွက်ဟိုရင်ရန်နေရာတွေတွားတဲ့ခါမှာကျွန်တော်တို့ကလမ်းနေမှာထောင်နေတယ်။ အားလုံးပဲမင်္ဂလာပါပြည်သူ့ဘဏ္ဍာရဲ့ပြည်သူ့စစ်စာစကားဝိုင်းအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့မိုင်းနဲ့ချင်းလင်းစစ်စင်ရေးဆိုတဲ့ကောင်းစဉ်လေးကိုကျွန်တော်တို့အနေနဲ့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ CRM ဝေးအောင်မြို့ထက်ပါဒီနေ့ပြည်သူ့စစ်သားနှုတ်ကိုဖိတ်ခေါ်တာပါတယ်ဟုတ်အခုရိမိတ်ဆက်ပြီးပါအောင်ဗျာအဟုတ်ကဲ့မင်္ဂလာပါကျွန်တော်က CDN အရာကောင်မှုဇော်ကြီးဖြစ်ပါတယ်ကျွန်တော်ကဆလာခွဲ6လ6ကကျွန်တော် CDN လုတ်လာတဲ့အရာကောင်တစ်ယောက်ဖြစ်ပါတယ် မမင်္ဂလာပါကျွန်တော်ကတော့အမကောကငါစနေနေ့ညတရက်နေပြီးတော့ CDN လောက်လာခဲ့တဲ့အသားဆောင်မြောက်မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲအခုဆိုရင်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံရဲ့အနှံ့အပြားမှာဒါစစ်ပွဲတွေဖြစ်နေကြပါဘောနော်စစ်ပွဲတွေဖြစ်နေကြတယ်ဒီလိုစစ်ပွဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီတော်လိုင်းဘက်ကရောပေါ့နော်ဒီစစ်ကောင်စီဘက်ကရောကျွန်တော်တို့ဒီမိုင်းတွေပေါ့နော်ဒါအသုံးပြုနေရရှိရပေါ့နော်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပြည်သူတွေပေါ့နော်ဆောင်ရံဆောင်ရံပေါ့နော်နောက်ပြီးကျွန်တော်တို့မိုင်းကိုဘယ်လိုထိန်းသိမ်းရမလဲပြီးရင်မိုင်းကိုဘယ်လိုကင်တွယ်ရမလဲပေါ့နော်ဆိုမိုင်းတွေထောင်ထားပြီးဆိုရင်တော့မှအာကျွန်တော်တို့ဒီဘယ်လိုပေါ်ထုတ်ရမလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ဒီ သုံးယောက်ကပေါ့နော်ဒါဆွေးနွေးသွားကြမယ်ပေါ့နော်ဟုတ်ကဲ့ပါအဲလက်ရှိမှာကျွန်တော်ပေါ့နော်ကျွန်တော်တို့ဟိုပါပေါ့နော်အဲပိုလေးဆွေးနွေးစီကြတာပေါ့နော်ဘာလဲဆိုတော့လက်ရှိမှာကျွန်တော်တို့စစ်ကောင်စီရောက်ပေါ့နော်ဒါအတုံးဒီပေါ့နော်စစ်ကောင်စီအုံပြုနေတယ်ပေါ့နော်မိုင်းတွေပေါ့နော်ဒီမိုင်းကြောင်းလေးတွေပေါ့နော်ဒါဆွေးနွေးစီခြင်းပါဗျာဟုတ်ဟာဟုတ်ကဲ့အခုကျွန်တော်ကျွန်တော်စစ်တပ်ထဲရောက်တဲ့အချိန်မှာတော့ကျွန်တော်စပြီးတော့တွားတဲ့တက်ကတော့ဟိုပါပေါ့ ဆော့လွေတက်ဆော့လွေတက်ကိုကျွန်တော်အရင်ရောက်တယ်ကျွန်တော်တင်နှမ်းမှာတော့ကျွန်တော်တို့ကမိုင်းနဲ့ပတ်သက်တာတွေကိုတင်ရတယ်ဆော့လွေတက်ရောက်တဲ့ခါမှာကျွန်တော်တို့ကမိုင်းနဲ့ပတ်သက်တာတွေကိုအနည်းချင်းတော့ပဲတည်ထားတာပဲရှိအဲ့ဒီမှာကျွန်တော်ဆော့လွေတက်မှာတွဲတဲ့အချိန်မှာတော့ကျွန်တော်ဟိုသွားရတယ်ဟိုတွဲဘက်အနေနဲ့စားရ9:17တောင်ငူတောင်ငူမှာရှိတဲ့9:17တက်ကိုတော့တွဲခါမှာတော့အမှားကျွန်တော်တို့ဟိုပါတော့တောင်းချမ်းသူကိုကျွန်တော်တို့ကဘလို့ဟိုပါဖြစ်ရမလဲဆိုတော့ မိုင်းတွေဘာတွေကိုကျွန်တော်တို့ခင်းကျင်းတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ဟိုစစ်စင်လမ်းနေနေဖောက်တဲ့ကောင်မတော့အဲကျွန်တော်အဲ့လိုမျိုးတော့အနေချင်းတော့လုပ်ပူတာပေါ့နော်ဟိုကျွန်တော်တီးတော့ဆိုတော့ကျွန်တော်တို့စက်တွေကျွန်တော်တို့စစ်စင်ဖောက်တဲ့ကောင်မတော့ကျွန်တော်တင်းဖြတ်မိုင်းတင်းဖြတ်မိုင်းတို့သုံးတန်တင်းဖြတ်မိုင်းတွေဘာတွေထောင်းနေတင်းဖြတ်မိုင်းတို့ကျွန်တော်တို့စက်တွေစက်ရန်ညာအကြီးတွေလုပ်တဲ့ချိန်မှာတို့ရဲ့ဟိုခံနိုင်ဝင်ပေါ့နော်တို့တို့သွားတဲ့ကောင်မတင်းဖြတ်မိုင်းလောက်ကိုကျွန်တော်တို့ကစက်တွေအတွက်ကျွန်တော်စက်ရန်ညာတွေအတွက်ဟို ရင်ရန်ရဲတွားတဲ့ခါမှာကျွန်တော်တို့ကလမ်းနေမှာထောင်းတယ်ကျွန်တော်တည်သလောက်တော့အဲ့တင်းဖြတ်မှန်ကိုကျွန်တော်တို့ကဆက်ရန်ရဲအတွက်သုံးတယ်ကျွန်တော်နောက်လူတွေအတွက်ကြတော့ကျွန်တော်တို့ခြေလင်းစစ်တီတွေကြတော့ကျွန်တော်တွားတဲ့လမ်းလမ်းခီတွေမှာကျွန်တော်သုံးတာတော့ကျွန်တော် plastic နေမိုင်းနေ plastic နေမိုင်းအသေးလေးကျွန်တော်သုံးတယ်အဲကျွန်တော်တည်တာတည်တာလေးတော့အဲ့တော့ကျွန်တော်တို့ဟိုလုတ်ခဲ့ဘူးလေပေါ့နော်အဲအမှတ်ကိုက set တက်မှာလုတ်ခဲ့ဘူးလေဟုတ်ကဲ့အဲဒီမိုင်းနေရပါတော့မိုင်းနေကိုကျွန်တော်တို့ဒါကျွန်တော်တို့ဆိုလေဒါချင်းချင်းမြန်မြန်တက်တယ်မှာဆိုရင်ဒါ M14 နင်းမိုင်းလေးပေါ့နော်ဒါကိုစီကျွန်တော်တို့ပြီးပါကြတာပေါ့နော်အဲကိုစီပါကြတယ်ပါကြပြီးတော့ကျွန်တော်ဆက်ရှင်အချိန်လေးရောက်ပေါ့နော်ထောင်ကြရတယ်ရှိအဲဒီလိုမျိုးအချိန်တွေမှာပေါ့နော်ထောင်ကြတဲ့အချိန်ကြရင်ဒါဘယ်အချိန်တွေမှာပေါ့နော်ဒါမိုင်းကိုအများဆုံးအသုံးပြုကြလဲပေါ့နော်ဟိုမိုင်းကိုအဓိကအသုံးပြုတဲ့နေရာကတော့ကျွန်တော်တို့ရန်သူနောက်ခံပေါ့နော်နောက်ကနေလိုက်မလာနိုင်အောင်နောက်ပြီးတော့မိမိရဲ့ကျွန်တော်တို့ကာကင်းကာကင်းတော့တက်စခန်းပေါ့နော်အဲ့ဒါတွေကိုတစ်ဖက်ရန်သူအလွယ်တကူတက်မလာနိုင်အောင်ပေါ့အဲ့ဒါတွေကိုဘယ်လိုကြိုတင်ကာဝယ်တဲ့အနေနဲ့သုံးတယ်နောက်ပြီးတော့နောက်တစ်ခုကတော့ မိုင်းဆိုတော့မိုင်းရဲ့အဓိကအသုံးပြုခြင်းနဲ့အတိတ်ပဲအတဖက်တက်ဖွဲ့ဘောနော်တဖက်တက်ဖွဲ့ကိုအင်အားရုပ်ရော်အောင်လို့မသိရင်တော့မှအင်အားရော်အောင်ဘာလို့လဲဆိုတော့ဟိုလက်နဲ့ထိတဲ့လူတယောက်ကတနက်မှန်တဲ့လူတယောက်ကတယောက်ဆိုတယောက်ပဲသိတယ်ဗျာသိသွားပြီဗျာတခါတည်းဒါပေမဲ့မိုင်းထိတဲ့လူနာကကြတော့မိုင်းသူတယောက်ထိပါစီဆိုလို့ရှိရင်သူ့ကိုသူ့ပစ္စည်းကိုတည်ပြရမယ့်လူကသူ့ကိုတည်ရမယ့်လူကနှစ်ယောက်ပါမယ်သူ့ကိုနောက်ပြီးတော့သူ့ပစ္စည်းကိုတည်ရမယ့်နောက်တစ်ယောက်ကပါတယ်အဲ့နောက်ပြီးတော့သူ့ကိုတည်ပြီးမဲ့လူနှစ်ယောက်တည်းလူနာတည်မဲ့လူနှစ်ယောက်တည်းလည်းပစ္စည်းကတည်ဝန်လုံးဝန်ဖို့ဖြစ်တယ် ဘုံလုံးကိုပြောအင်အားကိုဘယ်လိုလဲ short ချလိုက်တဲ့သဘောပေါ့နော်အင်အားကိုပို့ပြီးတော့ပြုံးပြီးစီတယ်အဲ့လိုမျိုးအတိတ်ပဲနေပေါ့နော်မိုင်းအောင်တောင်းတာပေါ့ဒါ MM40 မိုင်းနေဆိုတာ MM40 မိုင်းကတော့ဒါဒဏ်ရာရအောင်လောက်ပဲပေါ့နော် MM2 ဆိုရင် MM2+ နေမဲ့အကြီးဆိုလို့ရှိရင်ဒါအသက်အနေအထိဟိုချင်းချောက်နိုင်တဲ့အနေအထားရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီရှေ့ရကြီးကြက်မိုင်းရှေ့ရကြီးကြက်မိုင်းပဲဆိုဒါလူတခါလေတည်စီနိုင်တဲ့မိုင်းတွေပေါ့အဲ့ဒါတွေကတည်စီနိုင်တဲ့မိုင်းတွေကိုကြတော့လုံးဝဟိုအဓိကနေရာမျိုးတွေပေါ့ထိုးရန်သူထိုးပေါက်နိုင်တဲ့နေရာမျိုးတွေမှာအဓိကနေရာမျိုးမှာအသုံးပြုကြတော့ ဟုတ်ကဲ့ဒါကျွန်တော်တို့ဒီရှေ့ရှေ့တန်းပေါ့နော်ဒါခြေခြေတက်တဲ့စနစ်မှာဒါအသုံးပြုကြတာလည်းရှိတယ်ပေါ့နော်ကျွန်တော်စကန်နေမှာဆိုကျွန်တော်ခြေလေးချင်းမှန်းအဲတက်စကန်နေမှာဆိုဒါမိုင်းခွင်းတွေပါဒါထောင်ချားကြတာရှိတယ်ပေါ့နော်ဒီမှာလည်းမိုင်းခွင်းရလဲဆိုတာကြီးကျက်အဲမိုင်းလို့သူကပြောပြောလို့ရတယ်ကျွန်တော်ဒါအဲတနေ့တစ်ခါပေါ့ဒီ BE တို့ GE တို့က BE တက်ကောင်ပေါ့နော်လာပြီးတော့မိုင်းရှင်းတာရှိတယ်ဒါပေမဲ့ ချင်းလင်းချင်းမြန်တရင်နေရဒီစကန်းကုန်းနေဆိုကြည်လိုက်ပြီဆိုတကယ်တမ်းတောထူနေရနေရဆိုဒေချာထားမိုင်းခွင်းပဲတနေ့နေရတွေကတော့ရှင်းထားကြတာပေါ့နော်ဒီလိုမျိုးရန်သူလာနိုင်တဲ့အဓိကလမ်းကြောင်းတွေကိုဒါမိုင်းထောင်ကြတာရှိတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့မိုင်းထောင်တယ်ပေါ့နော်မိုင်းထောင်တယ်ဒါမို့မိုင်းကိုဖေရှားရပေါ့နော်မိုင်းကိုဖေရှားရတဲ့ချိန်မှာလည်းဒါဟိုလိုပြောမလဲဟိုအမြဲတမ်းပေါ့နော်ဒီဒီယာတွေကဒီမိုင်းကိုထိတွေ့နေတဲ့သူလောက်ပဲဒါအသုံးပြုလို့ရတာပေါ့နော်အခုနောက်ပိုင်းမှာကျတော့စစ်တပ်ကပေါ့နော်ဟိုပြောမယ်ဆိုရင်ဒါကိုစီပေါ့နော်ဒီမိုင်းတွေကိုဒါ ဖြစ်မဖြစ်ကြအောင်နော်ဖြစ်သူလိုနီးနေနေပေါ့နော်ထောင်ကြရှိအရင်တော့ကျွန်တော်တို့ဒီ mind ကိုထောင်ပြီးဆိုရင်ကျွန်တော်တို့မြေပုံမြေမြေပုံညှိုးနေပြီးကြရင်အမှတ်သားတွေပေါ့နော်တေချာလောက်ကြတာရှိတယ်ခုနက mind မှာကြတော့စစ်တပ်ကအဲ့လိုမျိုးပေါ့နော်အာဒီ mind ကိုထောင်ကြတာမရှိတော့ဘဲနဲ့ဒါဖြစ်သူလိုပေါ့နော်တွေးရနေရမှာဒါထောင်ထားကြတာရှိတယ်ပေါ့နော်ဥမာရွာလေးတွေပါထောင်ထားရှိတယ်အဒီပုံမှာပေါ့နော်စစ်စစ်တပ်အနေနဲ့ပေါ့နော်ဘာကြောင့်မလို့ဒီလိုမျိုးရွာတွေမှာပေါ့နော်ဒါဖြစ်သူလိုပေါ့နော်အာထောင်ကြတာလဲပေါ့နော်အခုတို့သိတော့လေဒါဆွေးနွေးပြီးတော့ဗျာဟုတ် မိုင်းခွင်းမိုင်းခွင်းဆိုတာမိုင်းခွင်းမှာနှစ်မျိုးရှိတယ်ဗျာတရားမိုင်းခွင်းမှာစစ်စင်ရင်းမှာကြတော့သုံးတာတော့ပုံစံကြမိုင်းခွင်းပုံစံမဲ့မိုင်းခွင်းဆိုပြီးရှိတယ်မိုင်းခွင်းမိုင်းခွင်းတိဆောက်တဲ့နေရာမှာပုံစံကြမိုင်းခွင်းဆိုတာကပုံစံကြမိုင်းခွင်းမှာပုံစံမိုင်းခွင်းလောက်ပဲဆိုရင်မူတွေမှတ်သားဆိုပြီးတော့ကျွန်တော်တွေကတခုမူတွေမှတ်ပေါ့နော်မူတွေမှတ်တာဥဥမှာထင်ရှားတဲ့အရာတခုပေါ့ကြောက်တုံးကြီးပဲပြီးအပင်ပဲပြီးအဲ့လိုမျိုးကတခုမူတွေမှတ်ယူလိုက်တယ်မူတွေမှတ်ယူပြီးတော့အဲ့ဒီကနေမှဗလန်မီတာကွာမှာဗလန်ဗလန်ဘယ်လောက်ပေါ့နော်ဘယ်မိုင်းကိုထောင်းမယ်ပေါ့ဘယ်မိုင်းမျိုးစားမိုင်းဘိုင်းမျိုးစားတွေထောင်းမယ်ဆိုပြီးတော့ ထောင်နေတဲ့အချိန်မှာဘေးနားမှာမိုင်းဝဲမပုတ်နေဆိုတော့မိုင်းဝဲမပုတ်နေအရာရှိဆိုတော့ပါတယ်မိုင်းဝဲမိုင်းဝဲကိုလိုက်ပြီးတော့မပုတ်နေရတာမပုတ်နေရအရာရှိဆိုဒါတော့ပုံစံကြမိုင်းဝဲပေါ့နော်ခုနပြောတဲ့ဟိုရွာတွေမှာတို့နောက်ပြီးတော့ရွာထဲမှာပေါ့နော်ရွာထဲမှာထောင်နေထောင်နေဆိုတော့ဝင်လန်းထွက်လန်းနေပေါ့အခုရန်သူအများဆုံးလာနိုင်တဲ့နေရာမျိုးကိုရွေးချယ်ပြီးထောင်ရတဲ့ဟာတွေဒါပုံစံမဲ့မိုင်းလို့တခေါ်တယ်ကျွန်တော်သတ်မှတ်ထားတာပေါ့နော်ဟိုကျွန်တော်သတ်မှတ်ချက်ကတော့တို့ရေစိတ်တွေမှာအခုရေလာခတ်နိုင်တဲ့အနေအထားမျိုးရှိတယ် နောက်ပြီးတော့ရဒီလမ်းကနေရန်သူကျင်းသေးပေါက်တက်လာနိုင်တဲ့လမ်းမျိုးရှိတယ်ဆိုစောင့်ပြီးတော့တခါတည်းဟိုတိုက်ခိုက်လို့ရမယ့်နေရာမျိုးပေါ့နော်ဒါမိုင်းဆိုတာရှင်းပြမိုင်းနေရပြီဆိုတော့အလံပေးလိုက်သလိုပဲပေါ့နော်လမ်းပေးလိုက်သလိုအတန်အတန်ပေးလိုက်ဆိုတော့ဒါရန်သူလာပြီဆိုတဲ့သဘောမျိုးပေါ့အဲ့လိုမျိုးဖြစ်အောင်လို့ရွေချက်နဲ့လည်းထောင်းတယ်အဲ့ဒါတည်းကပုံစံမဲ့မိုင်းခွင်ပေါ့နော်ပုံစံမဲ့မိုင်းခွင်အခုစကားသာအခုနောက်ပိုင်းမှာဟိုရဲဘော်တွေတိုင်းပေါ့နော်ရဲဘော်တွေရဲဘော်တွေတိုင်းဟိုသူတို့ရဲဘော်တွေကိုဘယ်လိုလဲဆိုအမြဲတမ်းမိုင်းအောင်ပေါ့နော်မိုင်းဟို အဓိကထားပြီးတော့သုံးခိုင်းတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အဓိကအဓိကလက်နက်နဲ့သူတို့တိုက်ခိုက်ဖို့ကြတော့သူတို့တို့ဝမ်းဖြစ်ဘူးဗျအခုလောစင်ပါလေဟိုတော်လိုင်းတက်ဖွဲ့ရင်လည်းထိတွေ့တိုက်ခိုက်ရတဲ့အချိန်မှာအကြဆုံးတွေများသူတို့သူအဓိကဟိုရင်ဆိုင်ပြီးတော့တိုက်မယ်ဆိုတာသူတို့တွေကဒီမိုင်းကိုအဓိကများများသုံးပြီးတော့ဘယ်လိုမျိုးပေါ့နော်ဟိုဆုံးရှုံးမှုများအောင်ပေါ့တော်လိုင်းတက်ဖွဲ့ကိုဆုံးရှုံးမှုများအောင်လို့သူတို့လောက်ကြတယ်ပေါ့ဟိုကျွန်တော်အခုသိသလားပေါ့အဲ့လိုပဲအဲ့လိုတော့သိရအောင် ဟိုသူကစွန့်လွတ်မိုင်းနေနေပေါ့နော်ဒီရိုင်းထားခဲ့ကြတာပေါ့နော်သူတို့ဟုတ်ကဲ့ဒီဒီမိုင်းတွေလုံးဝမတုံးတော့ဘဲနဲ့ဒီရိုင်းထားခဲ့ကြအရင်ဆိုရင်ကျွန်တော်တို့ကဒီမိုင်းထောင်ပြီဆိုရင်တော့မှခုနကကိုပြောသလိုပေါ့နော်ရန်သူလာမဲ့နေရာဒီရေစိတ်ဒီဘက်မှာထောင်လာရှိတယ်ရန်သူလာမဲ့နေရာကိုကျွန်တော်တို့ကမိုင်းထောင်ပြီးတော့မှမိုင်းကွဲပြီဆိုတာနဲ့ကျွန်တော်တို့တွေကဒီခြုံခိုးနေတဲ့နေရာတွေကိုဝင်ပစ်တာတို့ပေါ့နော်ဒီသူတို့သူတို့ရဲ့ဒီအလောင်းလန်းနဲ့ပေါ့နော်ကောက်တာတို့ဘာလို့ဒါဆောင်ရွက်ကြတာပေါ့နော်တစ်ဖက်ကလည်းဒီလိုပဲမိုင်းထောင်ကြတယ်မိုင်းထောင်ကြပြီးအမှကွဲပြီဆိုတာနဲ့ ဝင်ပြီးတော့ဆွဲတယ်ဗောနော်ဝင်ပြက်တယ်ဆွဲတယ်ဗောနော်လင်မျိုးအခြေအနေလောက်ကြအောင်နော်အခုနောက်ပိုင်းကျတော့တချို့ဆိုရင်ဗောနော်ကျွန်တော်ဆန်8ဒီရဲ့အောက်ထဲမှာဗောနော်ရွာလေးမှာဗောနော်ရွာလေးမှာဒီပြည်သူတွေကထွက်ပြေးကြတာဗောစပေးဆောင်သွားစပေးဆောင်သွားတဲ့အချိန်မှာဘာလုပ်လဲဆိုတော့ဒီဆန်8ဒီရဲ့ပြည်သူတွေရဲ့ဆန်8ဒီရဲ့အောက်မှာဗောနော်ဒီမိုင်းနေထောင်နေတာရှိတယ်အဲနောက်ပြီးကျရင်တချို့တိုင်မိုင်းနေဗောနော်ဟိုပြည်သူတွေဒီလိုမျိုးအိမ်ပေါ်တက်လာပြီးစင်ကျိုးနဲ့တိုက်ပြီးတော့ဒါကွဲရအောင်ဗောနော်ဒါမျိုးတွေတောင်ဒါလှုပ်လာကြတာရှိတယ်ဗောနော်အဓိကကတော့ ဟိုပြည်သူဥတီတာပေါ့သူတို့ပြည်သူဥတီရယ်ပြီးရင်ဆွလွန်မိုင်းနေအနေနဲ့ပေါ့နော်ထောင်ခဲကြရယ်ပေါ့နော်ဒီလိုမျိုးတွေလည်းအဲလုံနေရရှိရယ်ပေါ့နော်ဒီလိုမျိုးပါဖြစ်အခြေအနေပေါ့နော်စပြစ်လာပြီဆိုရင်ပေါ့နော်ဒီမိုင်းနေရှိနိုင်တဲ့အခြေအနေကိုကြတော့ဘယ်လိုကျွန်တော်တို့သိနိုင်လဲမသိဘူးဗျဟုတ်ကျွန်တော်တို့အခုသူတို့ကဆွလွန်မိုင်းနေအနေနဲ့ထားခဲ့နောက်ပြည်သူတွေကျွန်တော်တို့ရွာတွေဝင်တဲ့ခါမှာသူတို့အော်ဘောဘယ်လိုပြောမလဲသူတို့လက်ကျန်ပစ္စည်းကျန်ခဲ့တဲ့ပစ္စည်းတွေကိုသူတို့ချို့ယူမဲ့လူတွေရှိတဲ့အခါမျိုးရှိတယ်ဆိုလို့ရှိရင်သူတို့ကပစ္စည်းတွေတကယ်ဟိုပါဘောเนาะတကယ် ဟိုဖြစ်တယ်တံမိုးရှိတဲ့ပစ္စည်းတွေအောက်တွေမှာနောက်တချို့ချို့ဆိုဘာတွေသူတို့ကလောဘရှိတယ်ဆိုတော့ကျွန်တော်တို့အစားအစာတွေအစားအစာတွေရဲ့အောက်တွေမှာကျွန်တော်တို့အမှမိုင်းတွေကိုထောင်ချောက်ထောင်ချောက်ဆင်ပြီးတော့ကျွန်တော်ထားခဲ့နောက်တချို့ခုနပြောသလိုပဲကျွန်တော်တိုင်မိုင်းတွေရှိတယ်တိုင်မိုင်းတွေဆိုလည်းတုံတုံကိုမမြင်နိုင်တဲ့ဟိုနေရာတွေမှာကျွန်တော်တိုင်မိုင်းတွေထောင်ခဲ့တဲ့ခါမှာကျွန်တော်တို့ဟိုအမှုမဲ့အမှတ်မဲ့နဲ့ဝင်ပြီးတော့ပစ္စည်းတွေကိုဝင်ယူတာမျိုးတွေရှိတဲ့အခါမျိုးကြီးကြရင်ကျွန်တော်အဲ့မှာကျွန်တော်ပြည်သူတွေကဟိုမတည်တည်မဲ့နဲ့နော်မတိခိုက်တည်မဲ့နဲ့ အကုန်လုံးနင်းလာတယ်ပေါ့အဲ့ဒါတွေဝင်ပြီးတော့လုတ်တဲ့ခါမှာထားခဲ့တဲ့စာတွေကိုကျွန်တော်တို့ယူကြတယ်ယူကြတဲ့ခါမှာတို့ကဟိုနောက်ကဟိုတို့လွတ်သွားပြီးတော့ကြံခဲ့တဲ့ပစ္စည်းတွေကိုတို့မတင်နိုင်တော့ဘူးအဲ့လိုမျိုးခါမှာအဲ့လိုမျိုးမှာနောက်လူတွေယူလို့မရအောင်တို့အဲ့လိုမျိုးထောင်ချောက်ဆင်ပြီးတော့လုတ်ခဲ့တာမျိုးတော့ဒါကျွန်တော်တို့တော်တော်များများတော့ဟိုကြားမိတယ်ပေါ့နော်တွေ့ကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဟုတ်ကဲ့ဟိုအဲ့ဒါတွေကိုကျွန်တော်တို့ဒီပေါ့အပြည်သူတွေအနေနဲ့ဘယ်လိုမျိုးဆင်ကျင်ပြီးတော့ပေါ့နော်အတုံးဟိုဆောင်းလောကြော်လောနိုင်မလဲပေါ့နော်ဥပမာကျွန်တော်တို့မိုင်းမိုင်းကြီးကက เนาะဒါထောင်ထားတာရှိတယ်ပေါ့เนาะတလုံးမျိုးရတာရွာတွေမှာထောင်ကြတာများတာပေါ့လူမျိုးထောင်ပြီဆိုရင်ကျွန်တော်တို့ပြည်သူတွေနေဘလူးဘလူးသိနိုင်တယ်ပေါ့เนาะဥပမာကျွန်တော်မိုင်းထောင်နေနေမြာကျွန်တော်တို့ဆိုရင်ဒါကြည့်လိုက်ပြီဆိုရင်ဒီဒီမြေကအပေါ်ပေါ်ပါရန်ရောင်ဖြစ်နေတာပေါ့เนาะပြီးရင်အနေထားပြတ်နေတာပေါ့เนาะပြီးကိုကစိုင်းကြီးတွေပါထားခဲ့ပြီးတော့စိုင်းကြီးကဒီနေရာမှာမရှိဘဲနဲ့တခြားနေရာမှာရောက်နေတာဒါမျိုးလည်းသိနိုင်တာရှိတယ်ပေါ့เนาะအဲအဲတခြားပေါ့เนาะဘယ်အချက်တွေကသိနိုင်ပြီးတော့ပေါ့เนาะဒီလူမျိုးတွေပေါ့เนาะပြည်သူတွေအနေနဲ့ဒါထိခိုက်ဒဏ်ရာမရအောင်ပေါ့เนาะဘယ်လိုမျိုးရှောင်လွှားနိုင်လဲပေါ့เนาะ ကျော်လာတယ်ဒီအဓိကကတော့မိုင်းကိုထောင်ရတဲ့ကြည့်ရချက်ကလူရဲ့စူးစမ်းစိတ်ကိုပေါ့နော်စူးစမ်းစင်စူးစမ်းခြင်းစိတ်ပေါ့နောက်ပြီးတော့လိုချင်စိတ်လိုပါစိတ်ပေါ့အခုကျွန်တော်တို့ဒီစစ်တပ်မှာစစ်တပ်ကလူတွေအတွက်ဆိုရင်တော့ရှင်ပြောအလောင်းလက်နက် ပေါ့ဗျာ body နဲ့လက်နက်နဲ့ပေါ့သူတို့တွေကအဓိကအဟိုအဓိကထားပြီးလိုချင်ကြတယ်လိုချင်ကြတော့အခုကျွန်တော်တို့မတင်နိုင်တော့တဲ့ body တွေဒါနောက်ဆုံးပေါ်တော့ဒီစကားသားရဲ့သူ့ရဲ့ဂျန်ခဲတဲ့အဲကြာသွားတဲ့ body ပေါ့နော်ဒါဆိုသူတို့လူတို့ ပြန်လာပြီးတော့သူတို့ပြန်တက်လာတဲ့အချိန်မှာဒီလူကိုသူတို့ပြန်တွေးကြအောင်ပဲတွေးတဲ့အချိန်ကျလို့ရှိရင်အလောင်းအောက်မှာလောင်းအောက်မှာနောက်ပြီးတော့ဖျားသောကလုတ်ထားပြီးတော့နော်ထားပြီးတော့မိုင်းထောင်ခဲ့တာမျိုးနောက်ပြီးတော့အဲဒီဟိုဘော်ဒီနဲ့ဘော်ဒီမှာတစ်ခုနဲ့ပေါ့နော်သူဝစားမှာပြီးခပတ်မှာပြီးပြီးကြိုးချီပြီးတော့ဗေးနာမှာတိုင်ပိုင်းဆွဲထားတာမျိုးနောက်တနက်ပေါ့နော်အဲ့လိုမျိုးတနက်လုံးဝသုံးမရတော့တဲ့တနက်မျိုးပေါ့သူတို့တနက်တွေပဲလုံးဝတော့သုံးပြန်ပြင်လို့တော့မရတော့အဲ့ဒါမဲ့ဒါပေမဲ့သူတို့အဲ့လက်နက်ကိုချင်းသေးပေါ့သူတို့ပြန်ကောက်မှာတေးကြတယ်အဲ့လိုအဲ့လိုမျိုးဆိုရင်အဲ့ဒီနေရာမှာထားပြီးတော့ဆွဲမိုင်းထားထားတာမျိုးဒါအဓိကနောက်ပြီးတော့ ဒါလူကြီးစိတ်ပေါ့လူကြီးတတ်မှတ်စိတ်ကိုအဓိကထားပြီးတော့ဝိုင်းကိုထောင်းလဲပေါ့နော်။အော်ပြီးတော့ပြည်သူတွေအနေနဲ့ဘယ်လိုမျိုးတိတိနိုင်လဲဆိုတော့ဟိုပုံမှန်မဟုတ်တဲ့နေရာမျိုးမှာပုံမှန်မဟုတ်တဲ့ပစ္စည်းမျိုးပေါ့။ဒါကသူရှိရမယ့်နေရာမျိုးမှာမရှိနိုင်တဲ့ပစ္စည်းမျိုးပြောချင်တဲ့တော့ကဟိုဟိုဒီဒီပစ္စည်းကဒီနေရာမှာမရှိမနေသင့်ဘူးဗျာ။ရှိမနေသင့်ဘူး။ဒါပေမဲ့ရှိနေဘာရှိဘာလို့ရှိနေလဲဆိုတော့စူးစမ်းစိတ်နဲ့တွားကြည့်လိုက်တာမျိုးတွားကြည့်လိုက်တဲ့အချိန်မျိုးမှာဒါအဓိကအဲ့ဒါမိုင်းကွဲစီတဲ့အကြောင်းအရာတွေပေါ့နော်။မိုင်းထိစီတဲ့အကြောင်းအရာတွေပေါ့။ နောက်ပြီးတော့ဒီပြည်သူတွေအနေနဲ့ပြည်သူတွေကတော့ရှင်းပြရအောင်တော့ဒါဟိုဒီမိုင်းတွေ့ကြုံပုံမှန်နေ့စဉ်တွေ့ကြုံနေရတဲ့လူတွေမဟုတ်တဲ့ခွာကြတော့အာဒီနေရာဘာမိုင်းဘာမိုင်းဆိုတော့တိမာမဟုတ်တိမာမဟုတ်အချို့ဆိုကျွန်တော်ကြုံမှုတယ်ဒီခုံမြကွဲမိုင်းကိုခုံမြကွဲမိုင်းကိုဟိုပါဘောဆွမြမိုင်းဆွမြမိုင်းဘောဘယ်လိုလဲမိုင်းကဟိုဟာဖြစ်သွားပြီဗျာမိုင်းအာဘောနော်မိုင်းအာလို့ခေါ်တယ်ဗောကျွန်တော်ကြာတော့မကွဲတဲ့မိုင်းတော့မကွဲပုံးသေးဗောမကွဲမိုင်းဗောနော်မကွဲတဲ့မိုင်းကိုဇော်လာတယောက်ကသူကတွေ့တယ် တွေ့တာလည်းသူကလည်းဟိုရေချောင်းနဲ့တောစန်းနဲ့အဆက်နာလေးမှာသွားတွေ့တယ်နော်တွေ့လဲတွေ့ရသူကအဲ့ဒါဟိုသူ့စိတ်ထဲမှာဘာတင်လဲဆိုတာဟိုရေဆုပ်တဲ့ဘလူးကောင်းလို့ထင်တယ်ဗျာရေရေတင်တဲ့ဘလူးကောင်းလို့မျိုးပုံစံကလည်းခက်ဆင်ဆင်ပါပဲဒါပေမဲ့ပုံစံခက်ဆင်ဆင်ပဲတော်တော်ဒီရတော့လုံးဝမဖြစ်သင့်ဘူးနော်မဖြစ်နိုင်တဲ့အနေထားပေါ့နော်ဒါပေမဲ့ဒီရေချောင်းထဲကနေပြီးတော့ရေဆုပ်တင်တာလားဗျာ तू ကတော့မသိတဲ့တော့အဲ့ဒါယူ तू ကင်လာတယ်ကင်လာပြီးတော့ မကွဲတဲ့ဘုံဒီမိုင်းဆိုပေမဲ့အချိန်မီကွဲသွားနိုင်တယ်ဗျာဒီမိုင်းဆိုတဲ့မျိုးကလေဘယ်တော့မှပြေသွားတဲ့မိုင်းမျိုးမဟုတ်ဘူးသူဒီမှာစနက်တန်ရှိနေသေးရအချိန်မီကွဲနိုင်တဲ့အနေထားမှာရှိတယ်အချိန်မီဘလို့ဘလို့အရှင်မျိုးဆိုတော့ဘလို့ initial မှာသွားပြီးတော့သူ့ကိုရိုက်ခတ်မှုစတင်မှုသွားလုပ်လိုက်လိုက်သူကအကွဲဖို့အစဉ်သိဖြစ်နေတာအဲသူအဲ့ခုံမြကွဲမိုင်းကြတော့တခါလေသေသေးနိုင်တဲ့လူတက်လက်နဲ့ပေါ့နော်လူတက်မိုင်းလို့ခေါ်တယ်ပေါ့နော်ကျွန်တော် anybody any ဟိုပါလဲ န်ဒီမိုင်းနဲ့ဒါလူသားမလူသားမိုင်းတော့ဒါပါတော့အဲအဲ့လိုမျိုးကသူကတခါတည်းတည်စီနိုင်တဲ့မိုင်းဆိုအဲ့ဒီကျွာသားတည်သွားတယ်တည်သွားတယ်ဟိုဖြစ်စဉ်ကိုစုံစမ်းကြည့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီကိုကမတိလို့လုံးလိုက်တာပဲမကင်လိုက်တာပဲဖြစ်ဖြစ်ဒါဆစ်လက်နဲ့အကျဉ်းညံနေဆိုတာဒါရှင်းပြောရင်ဝူးဝေးနေတာပိုကောင်းတယ်ဗောနော်နားလည်းတကြွနဲ့လူမဟုတ်ရင်ဝူးဝေးနေတာပိုကောင်းတယ်အဲ့တော့ပြည်သူတွေနဲ့ရှောင်းသေးဟိုရှောင်းရနိုင်တဲ့အဓိကချက်ကတော့ဆစ်လက်နဲ့အကျဉ်းညံပစ္စည်းတွေ့ပြီဆိုလို့ရှိရင်ကျွမ်းကျင်တဲ့လူခေါ်တာဝန်ရှိတဲ့လူခေါ်ခေါ်ပြီးတော့ဒါရှင်းလင်းဖို့ခိုင်းဖို့နော်အဲ့ဒါတော့ပို့ပြီးတော့ အနေကင်းတယ်ပေါ့ကျွန်တော်ဆင်ရတော့ဟောကျွန်တော်တို့ပေါ့နော်ကြာကြုံခဲ့ဘူးတော့ဆိုရင်ဒါရှီရန်သွားတယ်ပေါ့နော်ရှီရန်သွားတဲ့အချိန်မှာပဲဒါကြုံခဲ့ဘူးတော့ကျွန်တော်တို့ခြစ်တက်နေတဲ့အချိန်မှာပဲအာဒီတောင်ဝန်းလေးတစ်ခုပေါ့နော်သွားတဲ့အချိန်မှာဘာလို့လဲဆိုတော့ဒါဇိုက်တယောက်ကတက်နေတော့တက်နေတာမိုင်းကိုညဘက်ကြီးကျွန်တော်နည်းနည်းလေးမောင်းရင်ပြပြလေးပေါ့တက်နေတဲ့အချိန်မှာအာဘာဖြစ်တာလဲပေါ့နော်ဖလောက်ဆိုပြီးတော့ဒါကက်ကွဲသွားတော့နော်ကက်ကွဲသွားတဲ့အချိန်မှာဒါကက်ကွဲရဲဆိုတော့ဟိုအပြည့်ဝကွဲတာမဟုတ်ဘဲနဲ့ဖလောက်ဆိုကွဲတယ်အာဘာဖြစ်တာလဲဆိုတော့ မီးလုံးတက်နေတာပါလားတောင်ပေါ်ကြီးမှာဘယ်လိုလိုမီးလုံးရှိမှာလဲပေါ့နော်ဒီလိုမျိုးအဖြစ်လေးလေးလေဒါကျွန်တော်တို့ကြုံခဲ့ဘူးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့အဲကျွန်တော်တို့ဒီကင်ပီနယ်ဘက်မှာပေါ့နော်ကင်ပီနယ်မှာထောင်လာတော့ဒီဝက်စပိတ်မိုင်းလေးတွေရှိရပါဒါလက်လုံမိုင်းလေးပေါ့ဒါလေးထောင်တဲ့အချိန်မှာသူတို့ဘယ်လိုလုပ်ထားလဲဆိုတော့ပေါ့နော်ဒီအာကျွန်တော်တို့တွေကရှေ့တန်းမှာသွားတဲ့အချိန်မှာစလိတ်ငတ်ကြရပေါ့နော်စလိတ်ငတ်ကြစလိတ်ရန်တောက်ရှင်ကြတောက်ရှင်နေချိန်မှာဒီစလိတ်ဟိုပါပေါ့နော်အဲဖကြမ်းတုတ်ကလေးမှာသူကမိုင်းုံကတ်ချပြီးတော့ထောင်ထားတာ အဝေးရလန်းကျင်ဖက်ချန်းထုတ်ပဲဟုတ်တယ်အတိုင်းမိုင်းဒါဆွဲလိုက်ပြီဆိုရင်ကွဲမဲ့ဟာပေါ့နော်လူမျိုးဟောဖြစ်တဲ့အချိန်မှာဒီဆရာတယောက်ကရေးပေါ်တယောက်ပေါ့နော်ဟောဖြစ်ပြီးတော့အားတဲ့ဟောပေါ့စလိတ်စလိတ်တွေမှာကြံခဲ့တာထင်တယ်ရှေ့ရဖွဲ့ရေးဆိုပြီးတော့ဆွဲယူရလောက်တဲ့အချိန်မှာဆရာကြီးကကိုကဆွဲထားပြီးတော့နော်အားလားမင်းဟောဖြစ်နေတေချာမိုင်းရှင်းပေါ့နော်အဲ့အချိန်ကျတော့သူကမိုင်းဖြစ်နေပေါ့နော်စစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်